မင်္ဂလာပါရှင်မုံမမမျိုးချန်နယ်ကနေပရိသတ်ကြီးအားလုံးကိုကြိုဆိုပါရစေဒီနေ့ကျမပြောပြမယ့်အကြောင်းအရာကတော့အမျိုးသားရော အမျိုးသမီးပါစိတ်ဝင်စားကြတဲ့ဒါပေမဲ့တချို့ကြတော့လဲဘဲကနေစားရမှန်းမသိတဲ့အကြောင်းအရာလေးတစ်ခုပါပဲဒါကတော့ပတ်စံရှာခြင်းနဲ့စီဝါရဲ့အကြောင်းပဲဖြစ်ပါတယ်ကျမတို့တွေအလုံးလုံးနေတယ်ပတ်စံရှာနေတယ်ဆိုတာက ကိုယ့်ရဲ့နေစဉ်စာဝတ်နေရေးအတွက်မိသားစုအတွက် အနာဂတ်အတွက်ဖြစ်တယ်။ဒါပေမဲ့အလုံးလုံးယုံလားစာလေးယူယုံနဲ့ရက်နေတာက ကျမတို့ရဲ့ဘဝကိုပို့ပြီးတော့တိုးတက်စေဖို့အားနည်းစေတယ်။ဒါကြောင့်ဒီနေ့မှာကျမတို့တွေဘယ်လိုမျိုးအပုံမွေငွေရှာကြမလဲစီးပွားရေးဘက်ကိုဘယ်လိုမျိုးလှည့်ကြည့်ကြမလဲဆိုတာပေါ့ပေါ့ပပလေးနဲ့ဆွေးနွေးကြည့်ကြရအောင်နော်။ပတ်စံဘယ်လိုစုမလဲ ပထမဆုံးကျမပြောပြချင်တာကတော့ပတ်စံဘလို့စုမလဲဆိုတဲ့အကြောင်းပဲ။တချို့ကပြောတယ်။ဝင်ဝင်နေတော့ဘလို့စုရမလဲတဲ့။တချို့ကတော့လေဝင်တာနဲ့ထွက်တာနဲ့အတူတူပဲ။ဘယ်စုလို့ရမှာလဲတဲ့။ဒါပေမဲ့တကယ်တမ်းကျတော့ပက်ဆန်ကနည်းနည်းပဲဝင်ဝင် များများပဲဝင်ဝင်စုနီးကအရန်ရေးကြည့်ပါတယ်။ ျမရဲ့အတွေ့အကြုံရဆိုရင်တော့ပထမအောင်ဆုံးလာစာဝင်လာတာနဲ့ဘလောက်ရာခိုင်နှုန်းကိုစုမယ်ဆိုတာတတ်မှတ်လိုက်ပါဥပမာ10ရာခိုင်နှုန်း20ရာခိုင်နှုန်းစသဖြင့်ပေါ့နော်ပြီးရင်အဲ့ဒီပတ်စံကိုချက်ချင်းတီးတံဖန်ဆိုင်ရင်တစ်ခုတည်းကို ပြောင်းထည့်လိုက်ဒါမှကိုကအလွယ်တကူထုတ်မသုံးမိမှာပါဒါလေးကတကယ်ထိရောက်တဲ့နီလန်းလေးပါနော်။ နောက်တစ်ခုကတော့မလိုအပ်တဲ့အတုံးစရိတ်တွေကို short ချပါဥပမာကော်ဖီဆိုင် မကြာခဏထိုင်တာအပြင်စာတွေမကြာခဏစားတာတွေဒါမှမဟုတ် မလိုလားအပ်တဲ့ပစ္စည်းတွေဝယ်တာမျိုးတွေပေါ့ဒါတွေကိုရှော့ချလိုက်ရင်ထင်ထားတာထက်ပိုပြီးစုမိတာကိုတွေ့ရပါလိမ့်မယ်အသေးပွဲလေးတွေကနေပဲစုဆောင်လို့ရပါတယ် အပိုဝင်ငွေဘယ်လိုရှာမလဲပက်ဆန်စုတာတစ်ခုတည်းနဲ့တော့ဘဝအတွက်လုံလောက်မှာမဟုတ်သေးပါဘူးနော်ကျမတို့တွေအပိုဝင်ဝေးဘယ်လိုရှာကြမလဲဆိုတာလဲစဉ်းစားသင့်ပါတယ်အခုခေတ်မှာအရင်လိုအချိန်ပိုင်းအလုပ်တွေကြီးပဲမဟုတ်တော့ဘဲနဲ့ဤပညာကြောင့်ပိုပြီးလွယ်ကူတဲ့နည်းလမ်းတွေအများကြီးရှိလာပါပြီဥပမာကို့မှာဘယ်လိုကျွမ်းကျင်မှုစကေးရှိလဲဆိုတာပြန်စဉ်းစားကြည့်ကွန်ပျူတာကျွမ်းလား စာရေးတာကောင်းလားဒီဇိုင်းဆွဲတက်လားဒါမှမဟုတ်ဓာတ်ပုံရိုက်တာဝါသနာပါလားကိုရဲ့ scale တွေနဲ့ online မှာအလုပ်တွေရှာလို့ရပါတယ်။ Upwork, Fiverr လို့ platform တွေမှာဝင်ကြည့်လို့ရပါတယ်နော်။နောက်တစ်ချက်ကကိုဝိုင်စီးပွားရေးအသေးစားလေးတွေနဲ့စတင်ပါ။ အရင်ဆုံးကိုဘာလို့ရတာဝါဒနာပါလဲဘာကိုစိတ်ဝင်စားလဲဆိုတာစဉ်းစားပါအစားတောက်လေးတွေလုံရောင်းတာအဝတ်စားလေးတွေရောင်းတာဒါမှမဟုတ်အွန်လိုင်းကနေပစ္စည်းတွေပြန်ရောင်းတာမျိုးတွေလည်းလုပ်လို့ရပါတယ်။အရင်အနည်းနဲ့နဲ့နဲ့စလို့ရတဲ့လုပ်ငန်းတွေဟာအများကြီးပါပဲ။နံပါတ်3ရင်းနှီးမြုပ်နှံမှုအခြေခံနောက်ဆုံးအနေနဲ့ကျမတို့ဟာပတ်စံကိုပတ်စံကပြန်ရှာပေးအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကိုပြောချင်တယ်။ အဲ့ဒါကတော့ရင်းနှီးမြှုပ်နှံခြင်းပဲဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံနေဆိုတာကကျမတို့ရဲ့စုထားတဲ့ပတ်စံတွေကိုအလုတ်လုတ်ခိုင်းပြီးပို့ပြီးတော့ဝင်ငွေတိုးအောင် လုပ်တာကိုပြောတာပါ။ဒါပေမဲ့ရင်းနှီးမြှုပ်နှံမှုမှာအန္တရာယ်တွေရှိနိုင်ပါတယ်။ဒါကြောင့်ကိုယ်နဲ့ကိုက်ညီမဲ့နားလေတဲ့ရာမှာပဲရင်းနှီးမြှုပ်နှံတက်ပါတယ်နော်။အလွယ်ဆုံးကတော့ဘန်းမှာစရင်ဖွင့်ပြီးတော့စုတာပါ။ဒါပေမဲ့အတိုးနှုံကနည်းတယ်နော်။ နည်းနည်းပို့ပြီးအတိုးကောင်းခြင်းရင်ရွှေကိုဝယ်ဆုထားတာမျိုး အိမ်ချဲမြေအသေးစားလေးတွေဥပမာမြေခွဲငယ်လေးတွေမှာရင်းနှီးမြှုပ်နှံတာမျိုးလေးတွေလည်းလုပ်လို့ရပါတယ်။တချို့ကတော့ stock share stock market မှာရင်းနှီးမြှုပ်နှံကြတယ်။ဒါကတော့နည်းနည်းပို့ပြီးလေ့လာဖို့လိုတယ်နော်။ဘယ်ကုမ္ပဏီကကောင်းလဲဘယ်အချိန်မှဝယ်တင်လဲဘယ်အချိန်မှရောင်းတင်လဲဆိုတာမျိုးတွေပေါ့နော် ဒါတွေကိုကျမတို့နောက်ပိုင်းဗီဒီယိုတွေမှာအသေးစိတ်ထပ်ပြောပြပေးသွားပါမယ်။အဓိကကတော့မလောပါနဲ့နော်။ရင်းနှီးမြှုပ်နှံမှုဆိုတာရေရှည်အတွက်စဉ်းစားရတာပါ။တေချာလေးလာပြီးမှလုပ်ပါ။မတေချာပဲသူများပြောတာနဲ့လိုက်လုပ်တာမျိုးမလုပ်ပါနဲ့လို့အကြံပြုချင်ပါတယ်ရှင်။ကဲဒီနေ့တော့ပတ်စံရှာခြင်း စုဆောင်ခြင်းရင်းနှီးမြှုပ်နှံခြင်းအကြောင်းတွေကို ပေါ့ပေါ့ပပလေးပဲပြောပြပေးခဲ့တာပါဒီအချက်လက်တွေက ပရိသတ်ကြီးတွေအ ਨੇ နဲ့အများအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်ကျမတို့ရဲ့ channel ကနေဒီလိုမျိုးပတ်စံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းဆက်ပြီးတော့တင်ဆက်ပေးအောင်ပါ။ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးရင်ဗီဒီယိုအသစ်တွေတင်နိုင်လေသိရမှာပါနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့နော်